ဇွန်လတရနေ့ညကဖြစ်ပွားခဲ့တဲ့မန္တလေးမြို့လူစုလူဝေးကိစ္စနဲ့ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအဓိကထောက်ပြလိုတဲ့အချက်အဖြစ်အာဏာပိုင်တွေအနေနဲ့ပဋိပက္ခတွေဖြစ်ပေါ်လာပါကပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်စောင့်ရှောက်ရေးအတွက်ဦးစားပေးသင့်တယ်ဆိုတဲ့အချက်အပါအဝင်အချက်၄ချက်ပါရှိတဲ့ညင်ညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်ကျင်းညာချက်မှာပြည်သူလူထုအနေနဲ့အရင်ကကြုံတွေ့ခဲ့မှုတဲ့ပဋိပက္ခတွေရဲ့ဖြစ်စဉ်တွေကိုအခြေခံပြီးတတိကြီးကြီးနဲ့ဆင်ခြင်သုံးသပ်ဖို့လိုကြောင်း နောက်ပိုင်းမှာလည်းကောလာဟာလာတွေနဲ့သတင်းမှတွေမကြခဏပေါ်ပေါက်ခါအများပြည်သူတို့ကိုမလိုလားအပ်တဲ့လှုံ့ဆော်မှုတွေဖြစ်ပေါ်စေဖို့ဆက်လက်ပေါ်ပေါက်လိမ့်မယ်လို့ယုံကြည်ရကြောင်းဖော်ပြထားပါတယ်။ဒါ့အပြင်အုပ်ချုပ်ရေးဆိုင်ရာအာဏာပိုင်တွေကအခုလိုသတင်းတွေအပေါ်ချက်ချင်းအရေးယူဆောင်ရွက်ဖို့လိုကကောလာဟာလာသတင်းကိုစီစစ်ပြီးမှန်ကန်ပါကပွင့်လင်းမြင်သာစွာအရေးယူဆောင်ရွက်ရမယ်လို့ပါရှိကမှားရွေးတဲ့သတင်းဖြစ်ကြောင်းတွေ့ရှိပါကလည်းပြည်သူလူထုကိုအမှန်အတိုင်းသတိပေးကြညာသင့်တယ်လို့ကြညာချက်မှာထည့်သွင်းထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သဘောထားကြေညာချက်မှာကာကွယ်ရေးအတွက်ပြည်သူလူထုကိုဟန်တားထိန်းချုပ်ရေးကိုဦးစားပေးတဲ့အလေးအထားတွေကိုပြုပြင်ပြီးကာကွယ်စောင့်ရှောက်ရေးအတွက်ဦးစားပေးဆောင်ရွက်တင်တယ်လို့လည်းဖော်ပြထားပါတယ်။လက်ရှိမှာတော့မန္တလေးတိုင်းရဲတပ်ဖွဲ့အနေနဲ့ဘာသာရေးပဋိပက္ခတွေနဲ့အခြားမလိုလားအပ်တဲ့ပြဿနာတွေမဖြစ်ပွားစေဖို့အတွက်လက်ရှိလုံခြုံရေးအင်အားအပါအဝင်မန္တလေးတိုင်းခရိုင်ရဲတပ်ဖွဲ့မှုရုံးကအင်အား900နဲ့တပ်ဖွဲ့ခွဲလုံခြုံရေးကိုပါဆက်လက်ထားရှိသွားမယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးချုပ်ရဲ့ဇွန်လလ၂ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။သတင်းစာရှင်းလင်းပွဲမှာဒုတိယရဲမှူးကြီးကအင်တာနက်မှာရောအပြစ်မှားပါသတင်းပြန့်နှံ့မှုတွေကြောင့်အခင်းဖြစ်ပွားခဲ့တဲ့ဆိုင်ကိုမဖွင့်မှုအတွက်သက်ဆိုင်ရာကတာဝန်ရှိသူတွေပြောကြားထားတာကိုအစ္စလမ်ဘာသာဝင်တွေကဥပုပ်ကာလဖြစ်တဲ့အတွက်ဗလီထွက်ချိန်မှာစားရတာအဆင်မပြေမှာစိုးရဲဆိုတဲ့အကြောင်းနဲ့လက်မခံခဲ့တာကြောင့်ရဲတပ်ဖွဲ့ကလုံခြုံရေးကြိုတင်ရယူပေးထားတာကနေလာရောက်ကြည့်ရှုသူတွေနဲ့ညှာသွားခဲ့တာက ဆယ်နာရီဝင်းကျင်အထိမှာလူစုလူရေကလွဲလို့ဘာမှဖြစ်ပွားမှုမရှိသေးဘူးလို့ဆိုပါရယ်အိနာမှာမှာဆိုင်ကယ်လေးစီးလောက်ကနိုင်ငံတော်တချင်းဆိုသွားတာကိုရဲတပ်ဖွဲ့ဝင်တွေကမဆိုဖို့ထိမ့်သိမ့်နေခြင်းကိုအခြားသူတွေကပါတီးဆိုခဲ့ရကနေလူအင်အား900အထိရှိလာခဲ့ကရဲတပ်ဖွဲ့ဝင်တွေကိုခဲနဲ့ပေါက်ခြင်းလက်မှတ်ရထားတဲ့ကားတွေကိုဒုံးနဲ့ရိုက်ခွဲခြင်းကားတစီးကိုမီးရှို့သွားခြင်းတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ည7နာရီကျော်လောက်မှာတော့26လမ်းနဲ့86လမ်းတောင်မှာ လူအင်အားအရန်များလာပြီးမနိုင်တော့တဲ့အခြေအနေကြောင့်ရာဘာဂျီ၃ချက်ပစ်ပေါက်ခဲ့ရတာဖြစ်ပြီးလက်ရှိမှာတည်ငြိမ်သွားပေမဲ့လုံခြုံရေးဆက်ယူထားတယ်လို့ဒုတိယရဲမှူးကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။ဇွန်လလတရနေ့ညပိုင်းကဖြစ်ပွားခဲ့တဲ့အဆိုပါကိစ္စရဲနဲ့ပတ်သက်ပြီးမန္တလေးစေယုံကြီးကိုဒဏ်ရာရရှိသူလူနာ၅ဦးရောက်ရှိလာခဲ့ပြီးအဆိုပါလူနာတွေထဲမှာရဲဝင်တဲ့တအူပေါင်းဝင်ခဲ့တယ်လို့သိရပါတယ်။